။သမင်း၄ပြန်များပေါ့ဗျာ။သမင်းပေါက်သမင်းတော့မပေါက်ပါဘူး။အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်နေတဲ့နေရာလေးကတော့အထက်ပစွန်တော်လမ်းမကြီးဟိုမှာ New Day Dust စီဆိုင်ဘေးရဲ့လမ်းပဲထမင်းဆိုင်လေးတစ်ဆိုင်ရှိတယ်အဲ့ဆိုင်လေးကဖွင့်ထားတာဆိုလို့ရှိရင်ခွေပေါင်း30ကျော်လောက်ရှိပြီ ဆိုတော့1995ဝင်းမြင်လောက်တည်းကဖွင့်လာတာဒီအချိန်ထိဖွင့်နေနိုင်တော့မယ်ဆိုတော့ဘရိုသူ့အရသာမကောင်းမဲနဲ့တော့ရေရှည်ရက်တီလို့ရမှာမဟုတ်ဘူးအိုက်ဆိုင်လေးကိုကျွန်တော်ထပ်ပြီးတော့ဘရိုတို့ကိုကျွန်တော်လက်တော်ရင်းနဲ့လမ်းညွှန်ပေးခြင်းပါတယ်အိုက်ဆိုင်လေးရဲ့နာမည်ကတော့မွန်မမြန်မာထွင်းဆိုင်ပဲဖြစ်ပါတယ်အနီမင်္ဂလာပါမင်္ဂလာပါခင်ဗျာခင်းနေရတော့အခုတွေ့ရတဲ့အတိုင်းအဆုံပဲငါတလောက်ပေါင်းနေရောငရံကောင်းနေရောအကုန်ရတယ်ကြက်အလူရပြီးတော့ ဝန်နိုင်ရုံနဲ့တော့ဆွဲလိုက်ကဲစာမစားခင်ရတော့ဗျာလက်ကိုစင်ကြောင်ဆေးတာအကောင်းဆုံးပဲဝေါကဲအခုတော့ဒါကျွန်တော်စားခြင်းနဲ့ဟင်းပွဲတော့ကျွန်တော်မှားပြီးသွားပြီဒီကောင်လေးကတော့ကြာလူလေးဒီကောင်လေးကတော့ဒါဝက်နံရိုးပေါ့နော်ဒီမှာတော့တခါပြင်ကိုသူက8000ပေါ့နော်8000ရောင်းနေငါတစ်လောင်းနဲ့ဆိုလို့ရှိရင်10000ရောင်းပါလေငွေကောင်းဆိုလို့ရှိရင်တော့19000ရောင်းနေဗျာ နဲ့10နိုင်ဝဲပဲရှိသေးတယ်အခုဒီကွန်တက်ရိုက်တဲ့အချိန်ကျွန်တော်တမင်ကစောစောထွက်လာပြီးတော့လာရိုက်လိုက်တာပေါ့နော်ပထမစားချိန်ဆိုလို့ရှိရင်ဒီမှာထိုင်ကြနေရမှာရှိဘူးပြီးတော့အရင်အုံးအုံးကြက်ကြက်နဲ့လူတွေကသိရမလားမသိရင်အလူပေးနေတဲ့အတိုင်းပဲချိုးနေရမှာမိုက်တယ်ချက်ခါလာတော့ပူနွန်းနွန်းလေးကောင်းတယ်လုံးဝတကယ်ကိုပြည့်နေနေရပဲကျွန်တော်မြန်မာထမင်းဝိုင်းနေရတော့မပြည့်ရတော့မပါမဖြစ်ပဲတို့ကြလဲဆုံးပါ င်တစ်ပွဲဆွဲလိုက်မယ်နော်။ဝန်ထမ်းရုံအနှစ်လေးနဲ့စားကြည့်လိုက်။ကျွန်တော်ဘွားလည်းမော်မကြီးပဲ။သူကဟင်းချက်ရမ်းကောင်းတာ။ခုနကလည်းကျွန်တော်မေးကြည့်လိုက်တော့သူကမော်မထမင်းဆိုင်ဆိုတော့သူကလည်းအဲ့မော်လမြန်ဘက်ကပဲ။ကျွန်တော်ဘွားတော့အခုကတော့မရှိတော့ပါဘူး။ဆိုတော့ကျွန်တော်ဘွားတော့ကျွန်တော်ပြန်ပြီးသတိရမိပါဒီလက်ရလေးစားတော့။မော်မမြန်မာထမင်းဆိုင်ဆိုလူတွေမသိကြဘူး။ ဆက်ဆန်းတန်လန်းထမင်းဆိုင်ဆိုပြီးတော့လူတွေတီးကြအခုကတော့တန်လန်းကိုအုပ်ပြီးတော့ဒါလမ်းပြန်ခင်းလိုက်တော့ဒီတန်လန်းကပျောက်သွားပါဘောနော်ဓမ္မကြီးလိုက်ပွဲလေးတစ်ပွဲလာတို့ရရလဲတော်တော်လက်ဆက်တော်ကျွန်တော်တွေ့ရတယ်။ဒီမောင်ကျော်ကတော့ဒါအရင်အင်းချပေးရပါတော့။ဒါရလာလေကျွန်တော်တိုက်ရတာငန်လည်းမငန်ဘူးဗျာ။ အဓိကဒီလိုဆိုင်နေကြတော့ regulation ကိုရောင်းတာမဟုတ် service ကိုရောင်းတာမဟုတ်သူကအစားအသောက်ကိုရောင်းတာတော့ပေါ့လားအဲ့လိုဆိုင်နေပြောမှဆိုကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့တယ်လို့ပဲအနေစုပ်ပေမဲ့ရွှေထုတ်တဲ့မြောက်ပေါွားအဲ့လိုဆိုင်နေအော်ဘယ်တော့ခေါ်ရမလဲငန်းပေါက်ငန်းတော့မပေါက်ဘူးဝန်နိုင်ရောလည်း share ပဲစက်သားလည်း share ပဲတီးရလည်းတကယ် ဒီဆိုင်ရဲ့ trade map ပဲစားတိုင်းကောင်းနေရပဲပြောရနော် bro မယုံရင်လာစားကြည့်ဒီဆိုင်လေးတွေထမင်းလေးပကံမြောက်ပါဗျာတော့ဒီလိုအချင်းလေးတွေချပေးဗျာအီးပေးပေါ့ဗျာဒီချင်းကကောင်းရတာဒါမမိုရီယယ်ဖူပေါ့တကယ်ကိုကျွန်တော် emotion နဲ့ဖြစ်ရတယ်ဒီလိုအရသာကိုကျွန်တော်ပြန်တွေ့ရချိန်မှာကျွန်တော်ခွာကိုကျွန်တော်ပြန်တည်ရတယ် ကဲဒါမျိုးကျွန်တော်တို့ကမြန်မာထမင်းလိုက်အလေးဒီမှာကျွန်တော်စားပြီးပြီဆိုလို့ရှိရင်တော့ဒီလိုထញ្ញလေးနဲ့အချိုတဲပေါ့ဗျာအဲ့ဒါတကယ်ကိုလုံးဝ match ပဲပြီးရင်ဒီမှာရှင်နွေးလေးရှိတယ်မြန်မာသမင်းစားပြီးတဲ့အချိန်မှာဒီလိုထញ្ញက်ခဲလေးစားလိုက်တာကတော့ combo set ဖြစ်သွားရတာသိလားအကဲရမိုက်ကကျွန်တော်အခုဒီနေ့လာစားဝတဲ့ဆိုင်လေးကတော့အထက်ပစွန်အောင်လမ်းမကြီးပေါ့နော်ဘာမှမဆို new day တက်စီဆိုင်ရဲ့ bake လေးရဲ့လမ်းမှာပဲတည်ရှိတယ်မုံမမြန်မာသမင်းဆိုင်ပဲဖြစ်ပါတယ်ဆိုင်ခွင်နှစ်ကိုတော့နေပြည်တော်တပြေကုန်းမှာကျွန်တော်ဖွင့်ထားရလို့လည်းကျွန်တော်သိရပါတယ်ဆက်ဆန်း တန်လန်းထမင်းဆိုင်ဆိုပြီးတော့လေလူတွေသိကြတယ်ကျွန်တော်ဟင်းနှပွဲနဲ့ဆိုတော့၈၀၀၀၈၀၀ဆိုတော့16000ခဲကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လိုမျိုးဒီလိုမျိုးအနေစုပ်ပေမဲ့ရွှေထုတ်တဲ့များပေါ်ွားဟင်းလျာလေးတွေကိုစားကျင်တယ်ဆိုလို့ရှင်တော့ဒီမုံမမြန်မာထမင်းဆိုင်လေးကအရန်ကောင်းတယ်ဆိုပြီးတော့ကျွန်တော်ဘရိုတို့ လက်တူရင်လည်းပြောပြပေးကြပါမယ်ဆိုတော့နောက်ပိုင်းတွေမှာတော့ကျွန်တော်ဘလူးဆိုင်တွေဘလူးနေရာတွေဘလူးအစားအသောက်တွေထပ်ပြီးသွားစားအောင်မလဲဆိုတာဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်များကြည့်ရှုအားပေးကြရအောင်ဆီ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 ရအောင်ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာဒလောင်းနဲ့ပဲနှုတ်ဆက်ပြရစီအားလုံးစားကောင်းကျမ်းပါကြပါစီခင်ဗျာဘိုင်ဘိုင်